လောကမှာဒုက္ခအပြီးဆုံးလို့ပြောရမယ့်တရားဟာအာလုံးသိကြတဲ့အတိုင်းဓမ္မစကြာထဲမှာဟောဒုက္ခသမှုရိယဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတတ်တဲ့တရားဟာဘာလဲလို့ဆိုတဏှာပဲဖြစ်တယ်ယာယံတဏပုဏ္ဏဘဝိကံနန္ဒီရာဂသဟာကတတရတတရဘိနန္တိနီ တရားထိတံကာမတဏ္ဍဘဝတဏ္ဍဝိဘဝတဏ္ဍတဏ္ဍရာထဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုလီသောတရားကိုနမတပ်ပြီးပြောပါဆိုလို့ရှိရင်တဏ္ဍကိုပဲပြောရမှာပဲဖြစ်တယ်သူရဲ့လွန်မှုမှုအောက်မှာလူတွေကပြားပြားဝတ်နေကြတာချေးကျွန်အလားတဏ္ဍရဲ့ကျွန်ဘဝရောက်နေကြတာ သို့တော်ကိုကိုကျုံတို့သိမသိကြဘူးကွာအရှင်သခင်လို့ထင်နေမဟုတ်တဏ္ဍာခိုင်းရလုံးနေကြတဏ္ဍာဒါသပြောတဏ္ဍာဒါသတဏ္ဍာရဲ့ခြေကျွတ်နေဖြစ်နေကြတယ်အဲ့ဒီတဏ္ဍာဟာယာယံတဏ္ဍာပောနုဘဝိကာဘဝတွေနောက်ထပ်ဘဝတွေနောက်ထပ်ဘဝတွေကိုဖန်တီးနေတာသူပဲဘဝဆိုတာဖြစ်စီတာသူပဲ သူဥဆောင်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်။နန္ဒီရာဂသဟကတာမျက်စိကမြင်တဲ့အာယုံဆိုလဲသဘောချက်မျက်စိနဲ့မြင်တဲ့အာယုံသဘောချပြီးနာကအတန်ကျတော့သဘောမကျဘူးလားမဟုတ်ကျပြန်လားနှာခေါင်းကအနံ့ဆိုလဲသဘောချပြန်လားလျှာကအရသာဆိုလဲသဘောချသဘောချလို့ဒီနေ့ခေတ်မှာစားတော့ဆိုင်နေအများကြီးကြီးပွားတာပေါ့နော် ကိုရင်ကသမီးဟင်းနဲ့တည်းမရဘူးညမပြေကသမီးဟင်းနဲ့တည်းမရလို့နိုင်ငံညာနံမရီတက်ပြီးစားကြပြန်ရောအဲ့တော့သဘောချလိုက်ပုံတော့မပြောနဲ့နော်ညမပြေကချက်မောက်ဒီဘုံလာခြင်းတို့ကောင်းရတဲ့တဲ့ကင်းချီမှစားတာလို့အဲ့ဒါမျိုးပေါ့စူချီသွားစားတာတို့အမျိုးဆုံးပေါ့ လူတွေရဲ့အကြိုက်ဟာအတူတူဖြစ်တယ်။အဲ့ဒါကိုတတရတတရဗိနန္တိနေဟိုဟာကြိုက်တယ်ဒါကြိုက်တယ်။ကြိုက်လို့ကိုမဆုံးနိုင်ဘူး။တစ်ခုရိုးသွားနောက်တစ်ခုကြိုက်ပြန်။နော်ကြိုက်ပြန်။တတရတတရဗိနန္တိနေတေယထိရန်ကာမတဏ္ဏမျက်စိကမြင်ရတဲ့လူချင်းစရာအာယုနားကနားထောင်လို့ရတဲ့ နှစ်သက်စရာအသံနှာခေါင်းနဲ့နန်းရှိရတဲ့အနတ်အနတ်ဆိုလဲအမျိုးကိုစုံလို့အမွေနန္ဒဆိုင်နေသွားရောင်းလို့မလောက်ဘူးနော်